ါနကောင်းမှုနဲ့ပတ်သက်ပြီးတော့ကုသိုလ်နဲ့ပတ်သက်ပြီးတော့ဆင်းရဲဒုက္ခကိုတသက်စေတဲ့ကုသိုလ်ကောင်းမှုတွေကိုလှုပ်သွားတဲ့အခါမှာကုဋ္ဌာဒနာတုံမှာမြတ်စွာဘုရားရဲ့လမ်းညွှန်မှုရှိတယ်။လောကမှာစေရနာတရာတရားနဲ့နောက်ဘဝချမ်းသာဖို့အတွက်ဆိုပြီးတော့အလှူကြီးပေးကြတယ်။အော်ရှိခေကလည်းအလှူပေးတာလည်းရှိတယ်။ အဲ့ဒါတွေကို အလူလောက်တာဟာဘဝချမ်းသာရေးအတွက်ဆိုပြီးတော့လောက်ကြတယ်အဲ့ဒီအလူကြီးတွေကိုယဉ်ညလို့ခေါ်တယ်ယဉ်ညယဉ်ပူတော်တယ်လို့လည်းပြောရတယ်ပေါ့လူမှုတမ်းမှုတွေရှိခေကလူမှုတမ်းမှုတွေဟာ အပြစ်မကင်းတဲ့အလုပ်တွေလည်းပါတယ်အပြစ်ကင်းတဲ့အလူရှိတယ်လို့အပြစ်မကင်းတဲ့အလူတွေရှိတယ် sacrifice လို့ခေါ်တယ် ရှစ်ပူဇော်တဲ့အလုပ်တွေအားလည်းပဲသူတို့ချမ်းသာခြင်းလို့လုပ်တာပဲဖြစ်တယ်။တတဝါတွေကိုတတ်ပြီးတော့ရစ်ပူဇော်တယ်။ကိုချမ်းသာရေးအတွက်တတဝါတွေကိုတတ်ဖြတ်ပြီးတော့ရစ်ပူဇော်။အဲ့ဒီလိုလှူတဲ့အလူမျိုးဟာအလူလို့ပြောရပေမဲ့လို့ချိမနိုင်တဲ့အလူမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလိုအလူမျိုးကိုသူတော်ကောင်းတွေကဝေဝေရရှောင်ညတ်တယ်။ အသွာဘူးညာနာပုဂ္ဂိုလ်ဒီသွားရောက်လက်ခဏမလုံးချဘူးမြတ်စွာဘုရားလက်တတုံးကတာကောက်နေကိုတပ်ပြီးတော့ရစ်ပူစောတဲ့လေထာရှိတယ်ခုခေတ်ပါနဲ့တူတော့ဆိုရရရခြေတဲ့သဘောပေါ့နော်ကောဒလာမင်းကြီးအိမ်မဆိုးရမတဲ့အခါမှာရရရခြေဖို့ကြိုးစားတယ်အဲ့လိုကြိုးစားတဲ့အခါမှာ သားကောင်တွေကိုတပ်ဖြတ်ပြီးတော့ပူဇော်တဲ့ရေမျိုးတွေကိုလှုပ်ဖို့တိုက်တော်နေတယ်။အော်အဲ့ဒါမျိုးတွေပေါ့။နောက်ပိုင်းကျတော့မြတ်စွာဘုရားရဲ့အဆုံးအမသူတော်ကောင်တွေရဲ့အဆုံးအမရလာတဲ့အခါကျတော့အပြစ်ကင်းတဲ့လူဒါနဆိုပါတော့ခုခေတ်ဆိုလို့ရှိရင်စတုတီသာကျွေးတယ်။နော်လာတဲ့ပြပုဂ္ဂိုလ်တွေနိဗ္ဗာန်စေခင်တယ်။အလူကြီးပေးကြတယ်ပေါ့ ရဟိတာလို့နေလှုပ်ကြတယ်အဲ့ဒါကုသိုလ်လှုပ်တာအဲ့ဒီကုသိုလ်တွေအကျိုးမရှိဘူးလားရှိတယ်အဲ့ဒီကုသိုလ်တွေဟာအရင်အနှိမ့်များတယ်ဝေယဝိစာတွေလည်းများတယ်နော်လူတွေကအချိန်ပေးပြီးတော့လှုပ်ကြတာဖြစ်အဲ့ဒီလိုအရင်အနှိမ့်တွေအများကြီးမရှိပဲနဲ့အမျက်ပိုများတဲ့ကုသိုလ်မျိုးကမရှိဘူးလား kerran mies bara ihan hodara, seunat ja kauniin, että kuitenkin, että kuitenkin